မင်္ဂလာပါရှင်။ဣတိစင်ခံမြန်မာအော်ယူဘော့ကနေပြန်လဲကြော်ဆုံလိုက်ပါရရှင်။ဒီကနေ့ဖတ်ပြပေးမယ့်ခေါင်းစဉ်လေးကတော့တနာသက်တော်ကိုချင်းစာတရား။မြန်မာလေးဟိပရောဟိတတွေခေတ်စာနေတဲ့ကာလဆိုတော့တနာစီရကောင်းလိုက်တာကိုချင်းစာတက်ပါ။စရိစကားတွေကအင်မတန်ကိုခေတ်စာကြနေ။တနာတတာနဲ့ကိုချင်းစာတက်ကစင်သူယုံမလို့လို့တူတူလို့နဲ့မတူတူလို့လို့ဖြစ်သက်ကြတယ်။တကယ်တော့လေအမတို့နိုင်ငံထဲမှာလူတွေဒေသတွေမှာလိုအပ်ချက်တွေအများကြီးလုံးနေ ကလေးတွေအားစာတန့်ရှင်းမှုနေတယ်။ခြေကန်ဆောက်တွေအားစာလိုအပ်ချက်တွေများလို့နေတာကိုနေ့စဉ်လူမှုကွန်ရက်မှာမြင်နေကြရတယ်။ဒီခါမှာတနာဆရာကောင်းတာနဲ့ကိုကျင်းဆရာတရားတော်ကိုရောထိကုန်ကြတယ်။မြင်မြင်သမျှလိုအပ်ချက်တွေများလို့တာမို့လိုအပ်ချက်တွေကိုသင်ပြတဲ့အခါမှာကိုကျင်းစာပြီးကိုသာဆွင့်ရင်စိတ်နဲ့သင်ပြကြတာရှိတယ်လို့ယူနာကြည်လုံးတဲ့လူတွေရဲ့စာနာမှုကိုရဖို့တနာအောင်ရေးကြပုံတွေတင်ကြတဲ့ကိုကျင်းစာတရားတွေဝေးသွားကြတာရှိတယ်မဟုတ်တာဒီမှာလေတနာလိုက်တာဆိုတဲ့စကား တနာဆရာလေးနေဆိုတဲ့စကားကိုခြားတယောက်ကမြန်မာလေးကိုပြောမယ်ဆိုရင်စိတ်ထဲဘလို့နေမလဲတိမ်ငင်မှုတွေရှက်ရွံ့မှုတွေမကျင်နှက်မှုတွေဖြစ်ပြီးကိုယ်ကတကယ်ပဲတနာဆရာကောင်းနေတာပဲဆိုပြီးမသိစိတ်မှာအားငယ်မှုတွေဖြစ်လာလိမ့်မယ်ဒါကြောင့်တနာချင်းဟာအတိုင်းသာတစ်ခုထိပဲထုတ်ပေါ်တည်နေလို့မအောင်ထင်တယ်နောက်တစ်ခုကတနာဆရာကောင်းအောင်နေထောက်ပံ့သူရတယ်ဆိုတာမျိုးတနာခံရတဲ့လူရဲ့စိတ်ထဲမှာဖြစ်လာရင်တနာဆရာကောင်းအောင်နေပြီးထောက်ပံ့မှုတွေရအောင်စူးစမ်းတတ်ကြတယ် မတို့နိုင်ငံမှာဆိုရင်နှိမ်နှင်းလို့မနိုင်အောင်များနေတဲ့ကလေးသူငယ်တရောင်းစားတွေတကြီးရဲ့ဦးတရောင်းစားတွေဟာတနာအောင်နေပြီးကန်းနေဆိုတဲ့အသည့်အရာနေစတာပဲတနာတတာကတော့ကောင်းပါလေညီမလေးဒါပေမဲ့တနာကိုတမင်လှုပ်ယူနေတာတနာလာအောင်လုပ်နေတာတနာချင်းကိုခွင့်ကောင်းယူတာတနာခံရတာကိုကျင့်နေနေတာကြတော့မကောင်းတော့ဘူးအတိမပါတဲ့စေတနာဟာအနည်းကြီးတာမို့အတိမပါတဲ့တနာချင်းဟာလည်းလူပောင်အဖွဲ့စီတို့တစ်ဖက်ဆုံးရောက်စီတယ် တနာပြရင်တော့ကိုစည်းစာတရားကိုလိုက်ပါလို့ကိုမကြိုက်တဲ့တနာချင်းမှုမပြုမိဖို့ကိုမလိုချင်တဲ့တငင်မှုတွေမပေးမိဖို့အရေးကြီးတယ်အထူးတစ်ဖြစ်တော့မိဘမဲ့အကြောင်းတွေငွေကြေးမပြည့်စုံတဲ့သူတွေနေတဲ့ဒေသအကြောင်းစတာတွေရောက်တဲ့အခါမှာကိုကပြည့်စုံတဲ့သူတို့ကမပြည့်စုံသူမှုတနာဆရာကောင်းနေတယ်ဆိုတဲ့အပြုမှုတွေကိုမလုံးမိစေနဲ့မိဘတွေလိုမျိုးသဘောထားလို့လာအားပေးတယ်ကိုမှရှိနေတာတွေကိုမျှဝေတယ်ဆိုတဲ့ယင်းနှိမ့်ထမှုပုံစံမျိုးကိုပြဖို့ကအင်မတက်ရေးကြည့်တယ် ဒါမှခလင်းငယ်တွေရတယ်တင်ငင်စိတ်နဲ့မကြည့်မကြည့်တော့ပဲငါတို့ကိုစာနာနားလေတဲ့အကိုတရားအမတရားရှိနေတယ်ကြိုးစားမယ်လို့စိတ်မွေးပြီးပို့ပြီးအင်အားရှိလာမှာပေါ့လူလောကအစိမ့်မြင့်လာဖို့ကုညီပေးကြတဲ့အခါမှာကိုကတနာလို့ကုညီနေတာမဟုတ်ကိုချင်းစာလို့ဒန်သူဖြစ်စီချင်လို့မျှဝေတာကိုရဲ့ဆွေမျိုးလို့သဘောထားလို့မေတ္တာတွေမျှဝေပြီးပို့ပြီးအေးချမ်းတာမို့လူလောကထဲပို့အစီပြင်မယ်လို့ယူဆတယ် ဖြစ်တဲ့ညီမလေးလေးတနာချင်းနဲ့ကိုကျစားချီကိုကိုကိုပြပြနားလေတဘောပေါက်ပြီးတနာသက်တော့ကိုကျစားတရားနဲ့နှွေးချွေးမှုတွေမျှဝေပြီးနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ဒီနေ့ကတော့ဒီလောက်ပဲဖြစ်ပါတယ်ရှင်။တာယာသောနှစ်လေးကိုပိုင်ဆိုင်နေကြပါစီရှင်။